ုကုမ္ပဏီကလည်းကျွန်တော်တင်ငယ်ချင်းကုမ္ပဏီပဲဒီကာရှိုးတုံးကသူကဖုန်းဆက်လာတယ်သူတို့ကာရှိုးတုံးကတင်သေးရမာတီပြောပေါ့အဲ့ဒါကျွန်တော်ကလည်းသူတို့တင်သေးရရပြီဆိုတော့လည်းဒါကျွန်တော်လည်းအားရှိပါတော့အဲ့ဒါကျွန်တော်သမီးဒီကျွန်တော်တင်ငယ်ချင်းနဲ့အတိမဲရွှေတွေကလှူတာ200နဲ့900တိခေါင်းတော့ဘောင်းဆိုတော့တင်300နဲ့300နဲ့900တိလောက်ပြောပါတော့ဒါဒီနေ့သမီးလှူမဲ့ဥစားလည်းအများကြီးကျန်နေတော့ပေါ့ ကတ်ယောဂါလည်းတော့ကျွန်တော်တို့ဒါမွတ်စလင်လို့ပမာရယ်လို့မဟုတ်ဘူးဗောနာနိုင်ငံလို့ဖြစ်တယ်ဟိုကျွန်တော်တို့ဆိုလဲပလီတီပြူတော့ဗောဒါဘုရားဘာသာဆိုလဲဖခင်ဘုန်းကြီးကျောင်းလေးပါလေအများကြီးပြူတော့ဗောအဲလူတဲ့လူတွေကလည်းအခုဆိုလို့ရှိရင်ဒါမခွဲကြဘောလူတာတော့ကျွန်တော်တွေ့ရသလောက်ကျွန်တော်တို့ဆိုလဲဒါတွေးတဲ့နေရာမှာကြုံတဲ့နေရာမှာကျွန်တော်လူပါဟိုကလာရေးပမာရေးလို့မဟုတ်ဘူးဒီချိန်မှာအားလုံးကဒုက္ခရောက်နေတော့ ို့ကမှတော့ကျွန်တော်တို့လမ်းသွားရင်လည်းဒါတွေ့တဲ့နေရာမှာအကုန်လုံးကကျွန်တော်တို့ဒါကျွန်တော်တို့ရှိတလောက်ပေါ့အကုန်လုံးဝဲလှူအောင်ပေါ့ဒီခရာကုန်ရခရာခရာစီကုန်ရကျွန်တော်တို့ဆိုင်အဆိုင်ကြီးလက်ဆက်ကြည့်ပြီးအဲ့ဒီအဲ့ဒီတရားလဲဒီတန်ကဝလီတာသထောင်ကန်လာ ဟိုဒီကျွန်တော်တို့ဒီနိုင်ရင်စားလို့ရနေရပေါ့စားလို့ရနေရတာကတကယ်လည်းစိတ်မကောင်းဘူးမန္တလေးတို့ဘာလို့ဆိုရင်အဲကျွန်တော်တို့ဆိုရင်ဘုရားကျောင်းမှာဘုရားရှိခိုးတော့ဘုရားရှိခိုးတော့ကိုအရှိရလူတွေတော့မှလူကပကတ်ဆိုရဲလို့ဖြစ်ဖြစ်နေတော့ဟိုကျွန်တော်ကြည့်တာကငါပဲမူးနေလောက်ပေါ့အဲ့ဒီပြက်ပြီးမူးနေလားကြည့်တော့ခဏကြောက်ဘေးနာလူတွေပါထားဩတော့ဒါထင်တော့ထင်တော့အဲ့လောက်လှုပ်ဒါန်ဆိုလို့ရှိရင်အပြင်မှာလာတော်တော် ဖြစ်အပြင်မှာအိပ်ပြန်လာနဲ့ဖုန်းထဲမှာဖြစ်ဖို့ဖြစ်ချင်းတော့တိုက်ဒီပါရောအများကြီးပြူတော့ ပြီးသွားတော့ကျွန်တော်တို့ကလည်းဒီပထမရေးပြီးတော့ကျွန်တော်ကပတ်ရောင်းလေးလူခဲ့တာပေါ့အခုဆိုလည်းကျွန်တော်တို့မှအခုဟိုလက်ဝေးတွေလည်းမထိုးဘူးဆိုတော့အလူတော့အများကြီးမလှနိုင်ဘူးပေါ့ကျွန်တော်စိတ်ထဲမှာကျွန်တော်တွက်လိုက်တာဟိုသူများတက်လှတဲ့လူတွေပဲကျွန်တော်ပဆန့်ဟိုထဲပြီးတော့ကျွန်တော်လှူလိုက်မှာကျွန်တော်တန်းနိုင်တော့အဲ့တော့ကျွန်တော်ဟိုဒီကျွန်တော်တို့အော်တိုအလေးကုမ္ပဏီရပေါ့သူတို့ဖုန်းဆက်လာပေါ့ဖုန်းဆက်လာတော့သူတို့ကုမ္ပဏီကလည်းကုမ္ပဏီကလည်းကျွန်တော်တငယ်ချင်းကုမ္ပဏီပဲဒီကာရှိုးလုံးကသူတို့ဖုန်းဆက်လာတယ်သူတို့ကာရှိုးလုံးကတင်တဲ့ရမာတီဗီပေါ့ အဲ့ဒါကျွန်တော်ကလည်းသူတို့တိတ်တိတ်ရရပြီဆိုတော့လည်းဒါကျွန်တော်လည်းအားရှိသွားတော့အဲ့ဒါကျွန်တော်ကျွန်တော်ဖေဘုံမှာတင်ပြီးတော့ဒါမနက်မနေ့ကနေ့ဒီနေ့တနေ့တဲ့အလူခံလာသူတို့မာလီငွေကတိတ်တိတ်ရပေါ့ဟိုဟာတမရဒီကျွန်တော်တငယ်ချင်းနဲ့အသေးမဲရွှေတွေကလှူတာ200နဲ့900ခုနဲ့တော့ဘောင်းဆိုတော့တိတ်300နဲ့တော့ရနခုနတိုင်းတော့ပြောရတော့ဒါဒီနေ့တ냐လှူမဲ့ဥစားလည်းအများကြီးကြံ့နေတော့ပေါ့ကျွန်တော်တို့ကမနက်ဖက်ထွက်မဲ့ဆိုတော့လမ်းမှာဖုန်းလိုက်မိတာမမိတာတော့ဟိုနေ့မဖြစ်တော့ဟိုလှူမဲ့လူကြံ့တဲ့လူတွေလည်းဒါ တယောက်ချင်းစီလုံမဲ့လို့ဒါကျေးဇူးတော်အများကြီးလည်းတို့လှူကြအောင်ဆိုတော့ဒါသွန်မင်းနာလည်းသူယောမှာလားသူလှူတာလည်းအလုံးပဲဒီဝိရောဝါကျွန်တော်ကိုကပတ်ရအောင်လို့သူတော်ကကျွန်တော်ထားရပါရှိတယ်။ဒါတော့ပြန်တော့ဒါတော့ပြန်တော့လာလို့မရဘူး။အခုပဲကျွန်တော်ကျွန်တော်လည်းရောက်တယ်ရောက်လာတော့ဒီနောက်ရက်တွေနောက်ဝဲပြက်စီသွားလို့တွေ့တော့ကျွန်တော်လည်းစိတ်မပေါလို့ကျွန်တော်ရရောက်မှရှိပဲကျွန်တော်မိတ်ဆွေတွေနိုင်ထိုင်လို့မနေလို့ရှိတယ်မိတ်ဆွေတွေ မှာကျွန်တော်ကျွန်တော်ကိုယ်တိုင်ရတာတော့အမြင်ငယ်ပေါ့တော့အလူခံတော့အလူအလူခံတော့ဟုတ်ကဲ့ဘယ်လိုလုပ်ရလဲအဲကျွန်တော်ကလက်ရှိကျွန်တော်ဆွေမျိုးတွေနဲ့ကျွန်တော်တကယ်ကြည့်နေထိုင်ရပြီးနေတယ်ကျွန်တော်လက်ရှိလို့ရတော့ကျွန်တော်မှဒီစက်နဲ့ရှစ်တိုင်အဲ့တော့နောက်ပြီးတော့ဒေါ်လာတစ်ထောင်လို့နောက်ဖတ်ထိုင်ပဲလေအားလုံးမရတဲ့လူတွေလည်းမရဘူးเนาะအားလုံးကျွန်တော်တို့ကလူသားလူသားပဲဟိုကျွန်တော်ကောင်းကင်ကိုရတာအလားရှိတယ် အားလုံးကိုအမောင်းဆိုလို့ရှိရင်ဒါကျွန်တော်၄ရလောက်ကတ်အောင်ပေါ့၄ရလောက်ကတ်အောင်ဆိုတော့ဒီကတ်ယောဂါလည်းဒါကျွန်တော်တို့ဒါမွတ်စလင်လို့ပမာရယ်လို့မဟုတ်ဘူးဗောဒါတနိုင်ငံလို့ဖြစ်တယ်ဟိုကျွန်တော်တို့ဆိုလည်းပလီတီပြူတော့ပေါ့ဒါဘုရားဗာဒမဆိုလည်းဖခင်ဘုန်းကြီးကျောင်းလေးပါလေအများကြီးပြူတော့ပေါ့အဲလူတဲ့လူတွေကလည်းအခုဆိုလို့ရှိရင်ဒါမခွဲကြဘူးဗောလူတာတော့ကျွန်တော်တွေ့ရသလောက်အခုလည်းကျွန်တော်တို့ဆိုလည်းဒါတွေ့တဲ့နေရာမှာကြုံတဲ့နေရာမှာကျွန်တော်လူပါဗောဟိုကလာရေးပမာရယ်လို့မဟုတ်ဘူးဒီချိန်မှာအားလုံးကဒုက္ခရောက်နေတော့ဒုက္ခမရောကျွန်တော်တို့လမ်းသွားရင်လည်းဒါတွေ့တဲ့နေရာမှာအကုန်လုံးကကျွန်တော်တို့ဒါ ျွန်တော်ရှိသလားပေါ့အကုန်လုံးဝဲလှူအောင်ပေါ့အခုဆိုလို့ရှိရင်ကျွန်တော်တို့ဆန်အိတ်တွေရေးတန်းနေလဲအများကြီးရတာပေါ့ဆန်အိတ်ဆိုလို့ရှိရင်ဘာမှကျွန်တော်မှဆိုရင်ဒီခရက်ကုန်ကြီးရခရက်ခရက်စီကုန်ကြီးရကျွန်တော်ဆန်အိတ်ဆန်အိတ်ကြီးလက်ဆက်ကြည့်ပြီးအိတ်ကြီးအိတ်ကြီးကြရလဲဒီတန်းကဝလီတာသထောင်ကန်လာတော့တော်တော်နေပြီးတော့ဒီကူကကျွန်တော်တို့ကဒီ ကားလေးလည်းအခက်ခဲဖြစ်တော့ဘာလို့ဒီကနေ့တင့်သွားမယ်ပစ္စည်းလေးဆိုတော့ဟိုမှာလည်းဝယ်လို့မရဘူးပြောလဲဟိုကားလေးကတော့ဒါအချိန်အများကြီးပို့တော့ပထမကျွန်တော်ရည်ပေးတော့တော့ဆိုလို့ရှိရင်လမ်းမှာကားကီယာဘာလို့ပြောလဲကျူသွားတဲ့ကားလေးရှိတော့အဲ့ဒီတော့အခက်ခဲဖြစ်ဒါပေမဲ့ဟိုမှာတော့ကျွန်တော်ဝယ်လို့မရဘူးဆိုတော့အူကတော့ကျွန်တော်တို့ကလိုအပ်လားဒီကကြီးကားလေးလည်းလိုအပ်တော့ဟိုကားအကြီးလေးနည်းနည်းလိုအပ်တယ်ဒါကျွန်တော်တို့ကူညီနိုင်တယ်ဆိုလည်းကူညီပေါ့မကူညီရဆိုတော့ကျွန်တော်ဒီကနေ့ပတ်စံနေငါရောပေါ့အခုဒါဆိုလို့ရှိရင်ကျွန်တော်တို့အလူခဏနှစ်ရက်ပဲရှိတော့ကျွန်တော်တို့ကလည်းအခုကဖုန်းလိုင်းလည်းမကောင်းတာအင်တာနက်တွေကလည်း မကောင်းလာနေတာလူကျင်လူလည်းအများကြီးတော့ကျွန်တော်တို့လည်းပုံမှန်ဟိုလားလေးမဆွဲတွင်းလာတော့ဦးဆိုတော့ဒါတန်ရကျွန်တော်နေရပေါ့သေး၄ရကျော်တော့အလူရပြီပေါ့ဟိုနောက်လူမဲ့လူရှိလေကျွန်တော်မနက်ဖက်မနက်ထွက်မှဆိုဒီညအတွင်းလည်းလူလို့ရတော့ကူက KB ကလူလည်းလူတွေလည်းရှိရနိုင်ငံညာအမေရိကန်တို့ဘက်တော့လူအားလူလည်းရှိရအဲကပတ်တွေကတော့အများကြီးရှိတော့ဗောဒါပေမဲ့ခုနကကျွန်တော်ပြောလို့ကျွန်တော်တို့နိုင်ငံမှာဒီခဏခဏလှုပ်လို့ရှိနေတာပုံပဲလို့ပြောကြတော့ဒါပေမဲ့ဒါရဒါရကလည်းကျွန်တော်တို့တွတ်ဆိုရင်ဒါမှတ်တိုင်းတစ်ခုပဲပေါ့ဒါပေမဲ့ကျွန်တော်တို့ပြည်လူနဲ့ရှင်လိုင်းရင်တော့ဒီကပတ်တွေက ဟိုဘာမှတော့မဟုတ်ပေါ့ဒါပေမဲ့ကျွန်တော်တို့ဒီကကြိုးစားခဲ့ရတယ်ဟိုကပတ်ကတော့အလုံးကျွန်တော်မှဆို6ခုလောက်ရှိတော့အဲ့တော့ဒီဘက်ကတော့ကျွန်တော်ကပတ်ရောင်မှုတော့ online မဖြစ်တော့ပေါ့ဒါကျွန်တော်တက်လန့်ကြတော့ခုနဟိုတို့ဒီဟိုကားရှိုးတော့လည်းကျွန်တော်လှူတယ်နော်ဒီအဓိကတော့ဒီကားရှိုးတော့ကျေးဇူးတင်ရမှာပေါ့ဆိုတော့သူတို့အရင်မာလီငွေပေးလို့ကျွန်တော်ဒါလုံးလိုက်တယ်ကျွန်တော်ဆိုလို့ရှိရင်ဒါဟိုတယောက်တယောက်ကျွန်တော်လှူလိုက်မယ်ကျွန်တော်တို့ကုလားတော့မသွားတော့ဘူးပေါ့ကျွန်တော်တို့တယောက်တယောက်လှူပြီးတော့ကျွန်တော်ထည့်ပေးလိုက်ပြီပေါ့အဲ့သူတို့ကမာလီလေဆိုတော့အရင်ဝမ်းသားပေါ့ဒါသွားခွင့်လည်းရပါတယ် ဟိုလူတွေလည်းအများကြီးကူညီလာတယ်ဟိုအခုစင်စင်သားရဲ့တိုင်းတောင်းလေးဆက်တော့အမရအုံးမှုရွာတွေပေါ့အဲ့ဒီနာရွာပတ်ဝန်းကျင်နေရဘူးကျွန်တော်တို့အဲ့ကရွာနေကန်နေရဆက်တွေ့လာတော့ကျွန်တော်တို့ဟိုနေရလူမဲ့တင်လာတော့အဲ့ဒီသူတို့ရွာမှာလူတွေ၅၆ကျော်လောက်တည်လာတော့တည်လဲတည်လာတော့ပြီးတော့အဓိကရေတောက်ရေတန်းမရဘူးပြီးတော့သူတို့ဒီစားလမ်းရိတ်ခတ်သိမရှိတော့ပေါ့မရှိတော့တော့ပါအဲ့ဒီသူတို့နေရာနဲ့ခေါင်မှာဆိုအလူတန်းလမားတွေလည်းမရောက်နိုင်ဘူးသိမရောက်တော့ရအဲ့ဒီကိုသူတို့အခုညီတော့ကျွန်တော်ဦးတို့ လင်းက၈ရောက်လောက်ရှိဘူးဖေဘောကနေလာပြောတော့အိုးလှူပေးပါတော့ဟိုကိုကလည်းတို့ကလည်းဟိုအတင်းကြတော့မပြောဘူးတို့ကြီးမှလည်းလှူတော့ဒါပေမဲ့တကယ်ဒုက္ခရောက်နေမှဒီနေရာကြီးအဲ့လိုတော့တို့ဆက်တွေးလာ